လုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနှွေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin မှာအခုပြပြမှာကတော့စိုင်းဆရာရှူရောင်းရေးသားထားတဲ့တစီ6တီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားဆုံထောက်ပုံဆိုရဲစောနာဥဆန်ရှားဝတ္ထုတို့တဘောကိုပြပြမှာဖြစ်ပါတယ်နားဆင်ပြေးကြပါခင်ဗျာတစီ6တီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားဆုံထောက်ပုံ ယခုကျွန်တော်ပြောပြမည့်တစီ6တီဆိုသောတိုက်အင်ကြီးသည်ရန်ကုန်မြို့အနောက်မြောက်ဖက်ပြည်လမ်းမှကြီးအနီး၌တည်ရှိသောတိုက်အင်ကြီးဖြစ်သည်။ ၎င်းတိုင်းအိမ်မှာအလွန်တရာမှဥမင်းဟောင်းနှွမ်း၍ရှိနှစ်ပေါင်း80ကျော်လောက်ကဆောက်လုပ်ထားသောတိုက်ကြီးဖြစ်ပေသည်၎င်းတိုင်းအိမ်ကြီးကိုဥကြောက်ပွင့်ဆိုသူပိုင်ဆိုင်၍နေထိုင်လာခဲ့သည်မှာနှစ်ပေါင်း90ခန့်ကြာရှည်ပြီးဖြစ်ကြောင်းဥကြောက်ပွင့်မှာအလွန်တရာမှအသက်ရှည်၍အသက်90နီးပါးရှိအောင်နေရလေသည်၎င်း၏ဇနီးမှာအသက်80နီးပါးရှိမှဥကြောက်ပွင့်အရင် ကွယ်လွန်အနေအဆာရောက်ရှိလေသည် ထို့သောမိမိဇနီးကွင်းလုံးအိဋ္ဌာရောက်သွားပြီးဒီနာဦးချောက်ပွင့်သည်စိတ်ဆက်မကောင်းဖြစ်ပြီးလျင်ဘယ်ကူမှသွားလာလည်းပတ်ချင်းမရှိပဲတိုက်အတွင်း၌တန်လျင်နေ၍မိမိလိုအပ်သောအရာများကိုမိမိတိုက်နှင့်မနီးမဝေးသောရှမ်းရွာ၌နေထိုင်သူဒေါ်ဦးစာဆိုသောအမေဦးကြီးတစ်ယောက်ကချစ်ရှုလောက်ကံ၍ပြရသည်ဖြစ်ကြောင်းဦးကျောက်ပွင့်မှာအမွေခန့်အမွေခန့်အမွေစားသားသမီးတယောက်မြတ်ရှိသဖြင့် ွမ်းလွန်အနှိမ့်ဆရောက်ရှာသောအခါ၎င်း၏ဆွေမျိုးတို့သည် အမွေကိုဆက်ခံသိမ့်ပိုင်လိုသောဆန္ဒနှင့်၎င်း၏ဇာပနာကိစ္စတွင်လာရောက်ဆောင်ရွက်ကြလေသည်ဥချောင်းပွင့်ပိုင်ပစ္စည်းများမှာအဆိုပါတိုက်ရင်ကြီးအပြင်ချမ်းမြများနှင့်လေမြများလည်းများစွာရှိသည့်ဖြစ်ကြောင်းဥချောင်းပွင့်ကျွန်းချံကဲ့သို့အလောင်းကိုမြေမြုပ်နံတချို့ပြီးနောက်များမကြာမီအတွင်းတွင်၎င်း၏ဆွေမျိုးအချင်းချင်းစကားများချ၍အမွေဆိုင်ပစ္စည်းများကိုသူရထိုက်သည့်ငါရထိုက်သည့်ဖြင့်အငင်းခုန်ဖြစ်ကြရာရှစ်နေရှိရတို့က ငါတို့ဖြစ်အကော်ရိုက်ပြီးဟူထုအမှုတွင်ရှိနေလိုက်ကြရအောင်ဆွေမျိုးအချင်းချင်းအကြားတွင်ဝင်၍မြောက်ပင်ပေးချသည်ဖြစ်ကြောင်းထို့သောအားဖြင့်ဤအမွေမူကြီးသည်ချိပကုတ်လွတ်တော်သို့ရောက်သည်ဖြင့်အမွေဆိုင်ပစ္စည်းအရရက်ကိုစီးရင်ပြုတ်လောက်ခဲ့၍အစိုးရပစ္စည်းထင်းအရာရှိထံအကြရလေသည်အမွေမှုများသည့်အစိုးရယုံသို့ရောက်ရှိသောအခါစောလင်စွာပြီးပိုလွန်စွာခင်းရင်လေသည်နှစ်ရှည်လာများချရှိ၍ ဇယိတ်အကုန်ကြတာလည်းများတက်သည့်အတိုင်းဥချောက်ပွင့်အမွေမူကြီးသည်လည်းမပြတ်ဆဲနိုင်ပဲယုံတွင်နိပရိစေတာကြာမြင့်နေသည့်ဖြစ်ရာတိုက်အင်ကြီးသည် ပြက်စီးယိုယွင်း၍သာလာလေသည်ဝင်းထွေး၌မြင်များရှည်လားစွာပောက်ပြီးလျှင်တစ်နှစ်ထက်တစ်နှစ်မြတ်သားလည်းမကခြုံနယ်လည်းပြင့်နေလာပြီးလျှင်များစွာကြောက်ဖွေရဖြစ်လာကြောင်း ။ဦးချောင်းပွင့်ကိုတချို့ပြီး၍၄၅လကြာရှိသောအခါမိသူမှထိုတိုက်အိမ်ကြီးသို့မတော်ဝင်သည့်အပြင်ထိုတိုက်ရင်အတွင်းရှိပစ္စည်းများကိုပင်မိသူမှဝင်ရောက်ယူငင်ခြင်းကမပြုဝင်ပဲရှိကြလေသည်။ထိုတိုက်အိမ်ကြီးသို့ဖြတ်၍ចောင်းသို့သွားလာကြရသောចောင်းသားကလေးများမှလည်းထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်ကြပေသည်။ညခါ၌လည်းပဲချသော ကာလများများသည်လည်းထိုတိုက်အင်ကြီးအနည်းသို့ကြားရောက်ကြသောအခါရဲစေးတင်ရေလေးချွန်ကတခြင်းအောဆုဟစ်ဆိုကာ ွာလာကြရသည်ဖြစ်ကြောင်းရှေးခါကကောင်းမွန်စွာဦးကျော်ပွင့်နှင့်၎င်းဇနီးတို့နေထိုင်လာသောတိုက်အင်ကြီးမှာရှခုအကအဘေကြောင့်မကောင်းဆူအများဝင်ရောက်၍တဆေချောင်းနေသည်ကိုမြည်သူမှပြော၍မပြနိုင်ချေအကျိုးအကြောင်းကိုသိရှိရင်လည်းမြည်သူတို့စုံတယောက်မှစုံစမ်းမြင်းမြန်းကြည့်လည်းမရှိပေတို့ရရင်အများသောရွာသူရက်သူရွာသားတို့ကမူထိုတိုက်ဖြဲကြီးမှာကြောက်မွက်ဖွယ်သောအသံများကိုကြားရသည် တိုက်တွင်းတွင်လှုပ်လှုပ်ရှားရှားသွာလာနေထိုင်လျက်ရှိသောလူလူလူသစေလူလူထွေထူးသောအရာများကိုမြင်ချရသည်ဝင်းတွင်ရှိမြက်ပင်ရှိများတွင်လည်းသစေကဲ့သို့အတံမကြားဆက်သွားပြီးလျင်ပြောက်ွယ်ရေသွားသည်စသည်ဖြင့်ပြောဆိုကြသည် တစုံတယောက်သောသူသည်စွန့်စား၍တစ်စီ6တီဆိုသောတိုက်အင်ကြီးသို့တွားရောက်နေထိုင်လိုလျင်အခမဲ့နေထိုင်ရလိမ့်မည်။သူရရင်မြည်သူမှတွားရောက်နေထိုင်ဝင်ခြင်းမရှိချေ။တစ်စီ6တီကိုအများယုံကြည်နေကြ၍နေရှိလာများကြာရှည်ပြီးလျင်ထိုတိုက်အင်ကြီးသည်တနေ့တစ်ခြားတိုး၍ကြောက်မဲ့ဖွယ်သာကောင်းလာလေသည်။ထိုတိုက်အင်ကြီးပတ်သက်ပတ်ဝန်းကျင်အနီးအနား၌နေထိုင်ကြသူရက်သူရွာသားတို့သည်လည်းမြည်သူမှ၎င်းတိုက်အင်ကြီးတို့မကန့်ဝင်ပဲတစ်စီ6သောတိုက်အင်ကြီးဟုသာလျှင် အမည်တွင်စီသည်ထိုတစီ၆သည်ဆိုသောတိုက်အင်ကြီးနှင့်ငားမိုင်ခန့်ကွာဝေးသည်ပစွန်တောင်ပေတရာလမ်းမကြီးပေါ်တွင်ခေကာလအလိုက်တိုက်မြိုက်ခန်းနာစွာဆောက်လုပ်ထားသော သုံးဆောင်ပြိုင်တိုက်ကြီးတစ်လုံးတရှိလျက်ရှိလေသည် ထိုတိုက်ကြီးမှာအလွန်တရာဖြစ်စည်းဥစ္စာကျွဲဝချမ်းသာ၍အလူအတန်းဝါသနာပါသောပွဲစားကြီးဥတာပေးဤနေဖြစ်လေသည် နေဥရုပူလိုက်သောအခါတို့ကြောက်ရောက်သောအခါပွဲစားကြီးဥတာပေးသည့်ရှမ်းပြည်တောင်ပိုင်းကလောမြို့တွင်နလ3လတန်သည့်တွားရောက်၍မိမိသားမယားများနှင့်နှစ်ဆင်လိုပင်နေထိုင်လျက်ရှိလေသည်။ယင်းတို့တွားရောက်နေထိုင်သောအခါပဇွန်တောင်အရက်ရှိတိုက်ကြီးကိုတော့ခလောက်ခတ်၍ပိတ်ထားပြီးလျင်မာလီကလာနှင့်အိနေအစီကံ3-4ယောက်တို့ကသာအဆောင်ထားလျက်ရှိလေသည်။ လွန်ခဲ့သည့်တဘောင်းလားစုတ်73ရက်စနေနေ့ကဝဲစားကြီးဥတာပေးသည့်ပစွန်တောင်ရှိမိမိတိုက်ချီကိုအထက်၌ဖော်ပြခဲ့သည့်အတိုင်းစီမံ၍အဆောက်များနှင့်ထားခဲ့ပြီးလျှင်ကလောသူရန်ကုန်မြို့မှညနေရထားနှင့်လိုက်ပါ၍သွားလေသည်စခု၄နှစ်၅နှစ်အကျွမ်းတိုင်းနစ်စင်လို့ပင်ပဇွန်အောင်တိုက်ကြီးကိုတော့ခလောင်များနဲ့ပြည့်ရထားခဲ့တော့လေတကြိမ်တစ်ခါမှတခိုးအခိုးခံရခြင်းမရှိ၍အထူးတခိုးအခိုးမခိုးနိုင်ရန်စီမံခြင်းလည်းမရှိချာသူရရင်တော့ခလောင်များခတ်ထားခြင်းဖြင့်ပင်လေ တမညတကုမကိုးနိုင်ပေကြောင်းအစိအခံများကမူအပြင်အပနိုင်မိမိတို့အတွက်တရားဆောက်လုပ်ထားသောအင်္ဂလိပ်များတွင်အိတ်ချ၍ညဆောက်ဒရန်ဝန်မှအင်ရှိမျက်နှာစာစင်ဝင်းကြီးအောက်တွင်လက်ဆွဲမိအိမ်တစ်လုံးနှင့်ဆောင်ရည်နေရလေ၏ရှင်းကဲ့သို့ပွဲစားကြီးသည်မိမိသားမယားများနှင့်အတူတကွပူဝိုက်သောအခါတွင်ကလောမျိုးတို့တွားရည်နေထိုင်သောအခါမိမိအိမ်၌အလူအထံပွင့်လန်းသဖြင့်စီရင်ချင်းပါပြုလုပ်သောအခါတမယားတိုင်းသုံးဆွဲလျက်ရှိသောငွေရေရွှေရေဖလားဆောင်ကွန်း၏ ကလဲပကံပြဖလားကြီးစသည်တို့စုစုပေါင်း9000ချော6000ဘိုးခန့်ကိုခိုင်ခန့်စွာအုပ်အင်းကလေးဖြင့်အင်းအောက်ထက်ချမ်းပြင်အောက်တွင်ပြုလုပ်ထားသော တွင်းအတွင်း၌ထည့်၍ထားခဲ့လေရှိလေသည်ထိုတွင်းမှာအဖုံးမှာအလွန်တရာထူသောကျွန်းပြဖြင့်ပြုလုပ်ထား၍တံမိုးကြီးများဖြင့်လှပစွာရိုက်ထားသည့်ဖြစ်ကြောင်း၎င်းဖုံးကိုတော့ခလောက်ကြီးနှလုံးဖြင့်ခတ်ထားလေသည် တွင်ဝါသို့တိုက်ကြီးအပြင်အပမှအလွယ်တကူဖြင့်ရောက်အောင်မသွားနိုင်ချေခက်ခက်ခက်ခဲဥမြင့်လိုင်းကောင်းတူးရလာမှသာလင်ရောက်နိုင်စရာအကြောင်းရှိပေသည်ညခါ၌ထိုတိုက်အင်ကြီးမှညဆောင်ဒရန်ဝန်ကလွဲလင်ဤသူမှမရှိဟုဆိုနိုင်သည် ၎င်းအကြောင်းကိုအချို့တကူကကောင်းစွာသိနေကြသည့်လက္ခဏာရှိသည်အကြောင်းကိုဆိုတော့ထို့သောပွဲစားကြီးတို့မရှိသည့်အခိုင်ညတညနိုင်လူဆိုးတကူတို့သည်တကောင်းချောအခါအိမ်နောက်ဖင်းမှပရင်းပေါက်တန်းတိုင်းနှချောင်းကိုငရဲမီးဖြင့်စား၍ဖြုတ်ယူပြီးလျှင်အိမ်တွင်းသို့ဝင်ချလေသည်တန်းတိုင်းများကိုမဖြုတ်ခင်တရုတ်ကတကားကိုလီး၍တကားချက်ကိုဆွဲဖွင့်ရလေသည်တိုက်အတွင်းသို့ရောက်ရှိချသည့်အခါပစ္စည်းအဖိုးတန်ထားသော တွင်းရှိရာသို့သွားချပြီးလျှင် အဖုံးကိုကျူးစာရေးဖွင့်ရ အလွန်တရာထက်သောပြင်ထူများကိုလည်းဖောက်ထွင်းနိုင်သောလွန်ပူဖြင့်ဗနာတွင်းဝအဖုံးကိုဖောက်ချပြီးလျင်လူပိမ့်ပိမ့်သေးသေးလေးတရာဝင်နိုင်လောက်အောင်အပေါင်းငယ်တစ်ခုဖြစ်စေလေသည်ရှင်တို့ဗနာတွင်းအတွင်းသို့ဖောက်ထွင်းဝင်ရောက်နိုင်ကြသောအခါရွှေကွန်းအေငွေကွန်းအေရွှေဖလားငွေဖလားရွှေကလက်ငွေကလက်ရွှေပကံပြားငွေပကံပြားစသည်ရွှေတန်ငွေတန် ထောင်ကျော်ဖိုးများကိုယူငွေ၍သူတို့သည်လူမသိရအောင်ထွက်သွားကြလေသည်နည်းနည်းမိုးတောင့်အလင်းရောက်မှသာလျှင်အစေကံတို့သည်တိုက်တွင်းသို့တခုများဖောက်ထွင်းဝင်ရောက်၍ပစ္စည်းအမြောက်များကိုခိုးယူသွားကြကြောင်းကိုသိလေသည်ခိုးယူရသွားကြသောပစ္စည်းများသည်အဖိုးတန်ပစ္စည်းများဖြစ်ကြောင်းသိကြသည်နှင့်တပြိုင်နက်ပွဲစားကြီးဥတာပေးထံသို့တွင်ထဲမှပစ္စည်းများအားလုံးလိုပင်တခုခိုးယူသွားကြောင်းတန်ကျိုးရိုက်ကြလေသည်ပစွန်တောင်ဌာနသို့လည်းတိုင်ကြားကြသဖြင့် ပလေးအင်စပက်တာနဲ့ဌာနအုပ်ချုပ်ကိုရိုင်းလာရောက်ကြပြီးလျှင်တခိုးတို့ဝင်ပုံထွက်ပုံအလုံးစုံကိုတေချာစွာရေးမှတ်ရယူသွားကြလေသည်ပလေးတို့စုံစမ်းရင်းသိရှိကြရသောအချက်နှစ်ချက်မှာပထမတခိုးတို့သည်တင်္ကာစတခိုးမဟုတ်ခိုးဝဲချင်းနိုင်များစွာကြမ်းကျင်တော်သူများဖြစ်သည်ဒုတိယတခိုးတို့သည်ထိုတိုက်ချင်းတွင်ရှိသော အခန်းများ၏အတူအထားကိုကောင်းစွာသိရှိကြသဖြင့်ဗန္နာရင်းဖွင့်ရန်လိုသောလက်နက်ကြိယာများကိုကြိုတင်ရေးတိကျသည့်အတိုင်း လက်နက်ကိရိယာအစုံကိုယူလာကြသည်၎င်းအချက်ကိုထောက်ချင်ခြင်းအပြင်ပလိတ်တို့ကအီအိမ်ဖောက်ထွင်းခိုးယူမှုကို24နာရီအတွင်းတွင်စုံထောက်၍တခိုးတို့နှင့်ခိုးရပါပစ္စည်းတို့ကိုဖမ်းဆီးရလိမ့်မည်ဟုညွှန်လင်းကြလေသည်တရားတွင်မျောလင့်ချသည့်အတိုင်းမဖြစ်အနှဲငယ်များတည်င်းရရှိခြင်းမရှိခြင်းတန်ကျိုးစာရသည့်နေ့၌ပင်ပွဲစားကြီးဥသာပေးသည့်ကလောမှလိုက်လာခဲ့ရာရန်ကုန်မြို့သို့နောက်တနေ့၌ရောက်ရှိလေသည်ခိုးရပါသွားသောပစ္စည်းများအနေနဲ့ မိမိလက်ထက်ထိန်များမင်္ဂလာပြုစဉ်အခါမိမိမိခင်ဘက်မှဘိုးရီဘွားရီတို့ကလက်ဖွဲ့သောရွှေကွန်းအင်ချင်းနှင့်ရွှေဖလားတစုံအတွေ့အချားပစ္စည်းများထက်ပွဲစားခြင်းသည်မမျောခြင်းဖြစ်ရှာလေသည်ထို့ကြောင့်၎င်းပစ္စည်းများမပေါ်ပေါက်လျင်ပေါ်ပေါက်ရအောင်စုံစမ်းရန်အကြံဖြစ်လေသည်၎င်းပြင်ပလေးတို့ကိုလည်းထုံများလောက်ထူးခြားသောပစ္စည်းခိုးမှုကြီးကိုပေါ်ပေါက်အောင်မရွက်ဆောင်နိုင်ချ၍အပြစ်တင်စကားပြောဆိုလေသည် ကွယ်စားကြီးဥဒပေးသည့်ရန်ကုန်သို့ပင်ရောက်၍၄ရက်၅ရက်လောက်ရှိသောအခါမိမိအိမ်မှခိုးယူသွားသောပစ္စည်းများနှင့်ပတ်သက်၍တရင်စုံတရာမရရှိသဖြင့်များစွာစိတ်ပြက်ပြီးလျင်မောင်ဆန်ရှားနေအိမ်သို့မတော်ကားနှင့်တနေ့သောနေ့နဲ့၌ဆော့ဆော့ရောက်လာလေသည်ကျွန်တော်ကခီးဦးချိုဆို၍နေရာထိုင်ခင်းများပေးပင်ပေးပြီးလျင်မောင်ဆန်ရှားလာပါလိမ့်မယ်အိမ်တွင်၌ရှိပါသည်ဟုပြောပြသောအခါပွဲစားကြီးလည်းကလဲထိုင်တစ်ခုပေါ်မှထိုင်၍ မိမိတောက်လာသောဆေးပေါ်ဆေးပြင်းလိပ်ကိုစပွဲဝိုင်းကလေးပေါ်ရှိဂျင်းလင်မန်ကလေးပေါ်မှာခစ်တာတင်ထားလေသည်မကြာမီအတွင်းတွင်ပင်မောင်ဆန်ရှားလဲဆေးတံကိုကိုက်လျက်ထွက်လာပြီးလျင်အလိုပွဲစားကြည့်ပါလားဆစ်လိပ်များတောက်ပါဟုနှုတ်ဆက်၍လော့ကုတ်ပြူကစကားပြောချသောအခါပွဲစားကြီးကလည်းရှိပါရဲမောင်ရဲ့ဆိုလျက်မိမိခြားထားသောဆစ်လိပ်တို့ကိုယူ၍မိကြီးကတောင်းနေလေသည်မောင်ဆန်ရှားသည်ပွဲစားကြီးနှင့်မျက်နှာချင်းဆိုင်ထိုင်ပြီးတကာလား စကားဆက်၍ပြောသည်မှာဝဲစားကြီးသည်အထက်ကျော်ကားကြီးကကျွန်တော်အိမ်တို့မရောက်ဘူးပါ အကြောင်းထူးတော့ရှိပြီဆိုတာကျွန်တော်သိရပါပြီတဖန်ယခုဆက်လိုက်ကိုပွဲစားကြီးကယူ၍မိအညိတွင်ကျွန်တော်ဆင်ခြင်မိသည်မှာဆက်လိုက်တို့တချမ်းပက်အောင်ဘဲဘဲတို့ဖြစ်ရတောက်တီကိုမြင်ရလို့ပွဲစားကြီးမှာအကျမ်းမပေါ်နိုင်လောက်အောင်ခဲရင်တဲ့အကြောင်းတစ်ခုရှိတယ်ဟုတ်ပါစားဟုမေးလိုက်လေ၏ထွေခါပွဲစားကြီးကဟုတ်ပါရဲ့မောင်ရဲ့ လွန်ခဲ့တဲ့၄၅ရက်လောက်ကကျုပ်တို့ကလောသွားနေတဲ့အခိုက်ပဇွန်အောင်တိုက်ကြီးမှာတခိုးဝင်ရောက်ခိုးသွားဒီမှာပစ္စည်း၅၀၀ချောပို့လောက်ပါသွားတယ်။ဝင်၅၀၀လောက်တော့ကျုပ်တို့မှာအတွက်မရှိပါဘူး။တို့ရရင်ကွယ်လွန်သွားချရှာတဲ့ဘိုးဘွားတို့အမွေအညက်တနိုးကျုပ်တို့ရဲ့ခန်းဝင်ပစ္စည်းပြည့်တဲ့ရွှေကွန်းအင်ဂျင်နဲ့ရွှေဖလားတစုံပါသွားတာကိုသာအဖိုးအနက်ကထိုက်သည်ဟုသဘောပိုက်ပြီးအလွန်တရာနှမျောချင်းဖြစ်နေပါတယ်။ဒီခုမှုပေါ်ပေါအောင်ချုပ်လဲအနီးနီးဖုံဖုံပလိတ်တို့နဲ့ဂျမ်းမာတော်လဲ အရာမကြနိုင်တာနဲ့မောင်းထန်လာခဲ့ရတာပဲ။မောင်းတတ်နိုင်သလောက်တော့ဆောင်မချရှိပါအောင်။အင်းတရင်စာထဲမှာကျွန်တော်ဖတ်လိုက်ရပါရဲ့။ကောင်းပါပြီပွဲစားကြီးရဲ့။ကျွန်တော်လည်းတတ်နိုင်သလောက်ကူညီပါမယ်။ညနေသားပွဲစားကြီးတို့အိမ်ကိုကျွန်တော်လာပြီးတခိုးဝင်ပုံထွက်ပုံနဲ့တကွပစ္စည်းပျောက်ဆုံးခြင်းနဲ့ဆိုင်သမျှအကြောင်းအရာများသိရှိအောင်ကြည့်ရှုရပါမယ်။ဆက်ဆက်သာလာခဲ့ပါတော့မောင်ဆန်ရှားရဲ့ကြောက်ဆောင်နေမယ်။ gain ကြောက်ကိုခွင့်ပြုပါအောင်။ ထို့သောဆို၍ပွဲစားကြည့်သည်ထ၍မိမိအိမ်သို့ပြန်လာလေသည်ထိုနေ့ညနေ၄နာရီထိုးခါနီးအချိန်ကျသောအခါကျွန်တော်နှင့်မောင်ဆန်ရှား၂ယောက်စလုံးဖြင့်ပွဲစားကြည့်ဥတာပေး၏အိမ်ကြီးကိုသွားရောက်၍တခိုးခိုးခန့်ရခြင်းနှင့်ဆက်သွဲသည်။သောအကြောင်းအရာဖြစ်ပျက်တို့ကိုစုံစမ်းကြည့်ရှုကြလေသည်ကြည့်ရှုစစ်ဆေး၍ပြီးသောအခါပွဲစားကြည့်အားအထွေထူးဘာမှမပြောခဲ့ဘဲပြန်သွားကြသည်အိမ်သို့ရောက်ရှိသောအခါမောင်ဆန်ရှားကကိုသိမ်းမောင် တခိုးကတော့တတော်ကိုကျွမ်းကျင်တဲ့တခိုးကြီးပဲဗျ။တိုင်ကြီးမှာဘယ်နေရာဘယ်လိုဆိုတာလဲ။ကောင်းစွာသိနေပြီဖြစ်ကြတယ်။ဘယ်ကဲ့သို့送ထောက်ရမယ်ဆိုတာကျုပ်လန်းစာမြင်ပါပြီ။ပြောပြစမ်းပါဦး။ကိုဆန်ရှာရကျွန်တော်စိတ်ထင်ကတော့ဒီအမှု送ထောက်ရင်တဲလွဲမဲမထင်ဘူး။ဒီလိုဗျကိုသိန်းမောင်ရဲ့တခိုးကနေရာတခြားတိုက်ကိုဖောက်ထွင်းခဲ့တယ်ဆိုတာပထမတိုက်အချောင်းကိုကောင်းစွာသိရင်သိရင်အတွင်းလူနဲ့ပေါင်းပြီးချိန်ကြံစီရမယ်။ ဒါကြောင့်မို့အကြီးအကျယ်တခိုးခိုးပြီးဆိုမှဖြင့်ပလိတ်တွေရအိမ်တွင်းနေမတင်ကားတဲ့သူများကိုစစ်ကြောမိမြန်လေးရှိတာပဲအခုလိုဥစ္စာချေဝချမ်းသာတဲ့အိမ်မှာဆိုတော့အစီကနေရများတော့တခိုးတွေရလည်းစံစီနိုင်စရာပဲကိုစံရှာရကြောက်ရောက်ကတော့အမျော်မြင်နေလို့ဂျေဆုရှင်ဂျေဆုမန်မတိပြုတ်လောက်တာတော့ယုံမစရာမရှိပါဘူးချုပ်တည်တဲ့အချိန်အစီကနေရဆိုပြီးမှယောက်ျားများဒီလောက်မရိုင်းဘူးဗျအများအားဖြင့်မိမအစီခံသေးကသာ မကောင်းချင်လို့သူတို့လက်စားရပါတတ်တယ်ကိုသိမ်းမောင်ကဒါဖြစ်ကိုဆန်ရှားကမိမအစီကံများသာတခိုးတွေနဲ့တကြိတ်တဲ့တညံနဲ့ပြုတ်လောက်ပြီးအင်ရှင်ရဲ့ပစ္စည်းကိုစံစီခိုးယူတတ်တယ်ဆိုပါတော့ဒီလိုလေအားလုံးမိမအစီကံတွေကိုရှုံချပြီးတော့ချုပ်မပြောလို့ပါအောင်ကိုသိမ်းမောင်ရဲ့ဖြစ်တတ်တာဒီလိုဗျအိန္ဒိယမှာတခိုးတို့ကအတွင်းပြင်မတိ၍ခိုးရန်စံစီဖို့ခက်ရင်အိမ်မှာရှိတဲ့အပြိုရွယ်အစီကံတငယ်မလေးကိုကြံ့ဖန်ပြီးလူပြိုလက်တတ်တယ် ်တယောက်နဲ့တယောက်ချစ်ကြိုက်လာကြရင်အင်ရှင်တွေမရှိတဲ့အခါမင်းကလေးရခေါ်ပြီးတော့ယောက်ျားကလေးရတွားရောက်လဲပက်ပြီးအိမ်တွင်းအိမ်မြေကိုမှတ်သားလေးရှိတယ်။ဟထွက်ပေါက်ဝင်ပေါက်ခရခက်စစ်တို့ကိုလည်းရှာဖွေလေးရှိတယ်။အကယ်၍မင်းကလေးဖြစ်သူကအိမ်တို့လာခဲ့ရင်တားမြင်ထားပါကလည်းတားမြင်ရင်လည်းတယောက်နဲ့တယောက်သမီးစားစကားပြော၍အိမ်ရဲ့အကြောင်းကိုသိအောင်မေးပြီးကြည့်တတ်ကြတယ်။ဒီတော့ဘယ်နည်းနဲ့မဆိုအကြီးအကျယ်တခိုးခိုးတော့မယ်ဆိုရင်တခိုးတွေကကြကြနာသိရှိအောင်တနည်းနည်းနဲ့ပထမကလေးကကြိုတင်လုပ်ရတာရှိရမယ်။ တချို့တခိုးတွေကသူတို့ဂျန်စီနေတဲ့အိမ်အတွင်းပြင်ကိုစက်ကူပေါ်မှာပုံဆွဲထားလိမ့်ရှိတယ်။တဲ့လို့ကျွန်တော်ချားဘူးရဲ့ဗျ။အားဆိုရင်ကူဆန်ရှာရကျွန်တော်ခက်ငယ်ကမြင်ဘူးခဲ့တဲ့အဲတခိုးကြီးတာဇန်ဆိုတဲ့ထောင်ထဲကထွက်ရတယ်ပဲမရှိဘူး။သူခိုးမှဖြစ်တဲ့အကြီးအကျယ်မြေပုံအိမ်ပုံစသဖြင့်ပုံစံတွေကိုတေချာဆွဲပြီးပထမယူထားပြီးမှခိုးလိမ့်ရှိတယ်။ဒါကြောင့်သူ့ကိုလူအများကတခိုးမြေတိုင်းစီးလို့ခေါ်ကြတဲ့ဗျ။ ထိုကဲ့သို့မောင်ဆန်ရှားနှင့်ကျွန်တော်တို့ဥတာပေးတိုက်၌ဖောက်ထွင်း၍တခိုးကြီးကျယ်ခိုးရ၌အိမ်တွင်သူပါဝင်သည်ဟုထင်မြင်ချက်သဘောရရှိသည်ကိုဆွေးနွေး၍တိုင်ပင်ချပြီးလျှင်နောက်တနည်းနဲ့တွင်ဥတာပေးတိုက်သို့ကျွန်တော်တို့နေရောက်ကမင်းမြန်းလိုသောအချက်များကိုမင်းမြန်းရန်သွားကြသည်။ရောက်ရှိသောအခါမောင်ဆန်ရှားကဥတာပေးအား၎င်း၏အိမ်တွင် ခိုင်းစီထားသောတငယ်မကလေးများထက်ကသမီးစားများရှိသည်ဟုကြားသိပါသလိုမိချာမိချီယာဥတာပေးကမိမိသည် အမှုရေးရာတွင်ဘယ်အခါမှဝင်ရောက်ဆွဖက်မေးမြန်းခြင်းမရှိမိမိဇနီးနှင့်လူယုံဖြစ်သူမောင်ထွန်းချော်ဆိုသူတို့ကိုသာလွှဲအပ်ထားကြောင်းပြောပြ၍မောင်ထွန်းချော်နေသောနောက်ပြေးအဆောင်သို့ကျွန်တော်တို့သွားရောက်မေးမြန်းချရာမောင်ထွန်းချော်ကလည်းမောင်ဆန်ရှားသည်လိုသည့်အချက်များကိုကောင်းစွာမပြောပြနိုင်ပြန်သဖြင့်ထမင်းချေရသောမတောင်းဆိုသူမိမကြီးရှိရသောကျွန်တော်တို့သည်မောင်ထွန်းချော်နှင့်အတူသွားချရာပြန်သည်ဥတာအေးမှာဥတာပေးမှာအင်ရှိကန်းတွင်ဂျင်ရင်ခက်လေသည် မတောင်းဆိုသည့်မိမမှစကားပြောလျင်အတန်ကျဲစွာပြောတတ်၏၎င်း၏အကြောင်းမသိသောသူများသည်တွေ့ခါစအခါမှထိတ်လန့်ရပင်သွားလိရှိသည် အသက်အရွယ်မှာလည်း40ခန့်မဟုတ်ဆိုမှဖြစ်၍မိများဆိုသူအပြိုအရွယ်တမိငယ်တယောက်ရှိလေသည်ထိုတငယ်မမှာပွဲကြော်ကြီးတော်များနုအပားတွင်စေးပေးကွန်းယူလုံနေလေရှိလေသည်မောင်ဆန်ရှားကတဝိုက်ခါမိမြန်းရာမယ်မြကိုမောင်ရောင်နီးဆိုသူကုန်းတည့်ရရှိပစ္စည်းလည်းအတော်အတန်ကြွားချမ်းသာသည့်တငယ်နှင့် ထိမ်းမြားပေးဆက်ရန်ဆက်ထားကြောင်းကိုမတ်တောင်းကထုတ်ပေါ်ပြောဆိုလေသည်။မောင်ရောင်နီမှာရိုးကုမ္ပဏီတိုက်ကြီးတွင်အယောင်ဘက်ကစည်ရဲအလုံးမှထွက်နေသည်ဆိုကြောင်းအလုံးမရှိသည်ကိုရခမလောင်းကပဒနာပြုသည်မဟုတ်။ပဲခူးနှင့်တနက်ပင်ရွာတွင်အဥ္စာချွဲဝချမ်းသာသောဦးလေးတယောက်ရှိရာထိုဦးလေးမှာသားသမီးလည်းမရှိသဖြင့်မောင်ရောင်နီကိုပင်မိမိအကိုကြီးသားဖြစ်၍မိမိသားအရင်းကဲ့သို့သဘောထားပြီးလျှင်မောင်ရောင်နီအတွက်များစွာငွေကြေးအကုန်ချခံခဲ့သည်ဆိုကြောင်း ထိုဦးလေးဖြစ်သူကွယ်လွန်အနေဆာရောက်ကမောင်းရောင်းဒီမှာအမွေအမြောင်များရစရာရှိသောကြောင့်အမွေရသည်နှင့်တပြိုင်နက်ခန္ဓာကြီးကျယ်စွာမောင်းရောင်းဒီနှင့်မေမြတို့ကိုလက်ထက်ထိမ်းများမိဟုမှတ်တောင်းကမောင်းဆန်ရှာအားပြောပြလေသည်ထို့သောသောအချို့အကြောင်းများကိုကြားသိရသောအခါနားထောင်၍ကောင်းသည့်ပြင်နေရာကျပေသည် လောကံတင့်မြတ်သည်ဟုထင်ရတော်လဲမောင်ဆန်ရှားကမေမြကိုကိုယ်တိုင်တွေ့ဆုံ၍ထက်မှန်မင်းမြန်းကြည့်လိုသော ျွန်တော်နဲ့တိုင်ပင်ပြီးရင်မှတ်သားကိုပြောသည်မှာထို့သောအတော်ဤသမီးမဲမင်များဆိုတာဘယ်မှာရှိပါသလဲကျွန်တော်တို့ခေတ္တတွေ့ပြရစီလို့ပြောချလိုက်တော့အခါမှတ်သားသည်မိမိသမီးကိုကိုယ်တိုင်သွားရခေါ်ငင်သည်မင်းများသည်ပွဲကြော်ကြီးအစီအပားပင်လုံနေရတော့လဲအလွန်လှပချုံမောသည်ဖြင့်များစွာချစ်ပွဲကောင်းသည်မိမိမိခင်မတောင်းခဲ့တော့ပင်နဏထားတီွေစကားပြောတော့အခါမှာလဲအတန်ချွေစွာဖြင့်ပြောတတ်လေသည်ကျွန်တော်နဲ့မောင်ဆန်ရှားတို့ဘယ်ကိစ္စနဲ့ ပွဲစားခြင်းနေအိမ်သို့ရောက်လာကြသည်ကိုမေမြသည်မသိဖြစ်သောကြောင့်ကျွန်တော်တို့မေးမြန်းသောအခါဘလို့မှစိတ်စနိုးစနောက်မဖြစ်ဘဲမေးသည်မြကိုသဘောယိုတက်တက်ထင်မှတ်၍ကောင်းစွာပြန်ချားလေသည်မပထမမောင်ဆန်ရှားကစတင်၍မမေမြအလွန်တရာမှလှပသဖြင့်တက်ဝင်ချစ်ခင်ချသူတွေရှိရထင်တယ်ထွေခါမမေမြကချစ်ခင်ချသူတွေတော့များသားပဲ ဒါပေမဲ့ကျမကတုတ်ပြန်ပြီးချစ်တာတော့တူဦးပဲရှိပါတယ်ရှင့်ဟုခေါင်းကလေးခန့်ငုံငုံနဲ့ပြန်ပြောလေသည်ဒါဖြင့်ကျုံနှမမှာဆက်ပြီးသားရည်ရွယ်ပြီးသားတငယ်ရှိပြီဆိုပါတော့ဟုတ်ကဲ့ကျမ၏မိခင်ကပါသဘောတူဆက်ဆက်ထားတဲ့သူရှိပါတယ်ဒီတငယ်ဟာနမထဲမကြမကြအလဲပက်လာတယ်ဟုတ်ပါစားလာပါတယ်တနင်္ဂနွေနေ့ကျရင်မနေ့စာဖြစ်စေညစာဖြစ်စေစားပြီးမှကျမတို့ထံကပြန်လေးရှိပါတယ် ရှင်ရဘာကြောင့်ဒီလောက်တောင်သိချင်ရတာလဲနမအကြောင်းကိုသိချင်လို့ပါပဲကျမအကြောင်းကိုရှင်ရသိချင်တာအကြောင်းတစ်ခုတော့ရှိမှာပဲထင်တယ်ဒီလောက်လာတဲ့မိန်းကလေးအကြောင်းကိုဘယ်လူပြိုကမသိချင်ပဲရှိပါမလဲငါနမရေထွေးခါမေမြမှာရှက်တက်တက်ဖြစ်သွားလျင်မျက်နာနဲ့အနှဲငယ်ပြက်လျက်ပြုံးကရှင်ကကျမကိုတနာသဖြင့်အကျိုးအကြောင်းကို မေးကြည့်တယ်ဆိုပါတော့ဟုမောင်ဆန်ရှားကိုအတန်မထွက်တထန်နဲ့ပြန်၍မေးလေသည် မောင်ဆန်ရှားကလည်းမိမိမေးမြန်းသူကိုတငယ်မကလေးကမနစ်သက်ခြင်းမရှိသူကိုတည်တည်နဲ့ဆက်လက်၍မေးမြန်းပြန်သည်။ဒါထက်ငါနှမနဲ့မေတ္တာတက်ဝင်နေဆိုတဲ့တငယ်ဟာပွဲစားကြီးရဲ့တိုက်ထဲကိုရောက်ဘူးပါရဲ့လား။ရောက်ဘူးပါတယ်ရှင်။ပွဲစားကြီးနဲ့ပွဲကတော်ကြီးမရှိကြခြင်းကျမတရိုက်လုံးကိုသူ့ကိုပြတာပဲ။ဤမြလောက်မေမြဆိုသည့်တငယ်မထံမှစကားရရှိတော့ကမောင်ဆန်ရှားသည်ရှေ့လျှောက်၍အထွေထူးမမီးတော့ပဲအခြားစကားများကိုသာပြောပြနေထွက်လာခဲ့ကြလေသည်။ နေရင်တို့အပြန်လန်းတွင်မြင်းထားပေါ်၌မောင်ဆန်ရှားသည် မောင်ရောင်နီသားလင်တိုက်ဖောက်ထိုက်ဖောက်ထွင်းမှု၌ပါမပါကိုချင့်ချိန်တွေးတော့ဖို့ရှိကြောင်းမောင်ရောင်နီအကြောင်းကိုခေါင်းစွာသိရှိရန်သာကြံပို့လိုသည့်အကြောင်းသို့တော်ချန်ဆောင်ရမှာမတိလိုက်မတိပါသာပြုလုပ်မှနေရာကြမည်အကြောင်းကိုကျွန်တော်အားပြောပြလေသည်နောက်နေ့ရက်3ရက်လောက်ကြာသောအခါမောင်ဆန်ရှားကကျွန်တော်အနီးသို့ကပ်၍ထိုင်ပြီးလျင်ကိုသိမ်းမောင်ရဲ့ ။ဘောင်ယောင်နီဆိုတဲ့လူကိုမေမြကဘာများနှစ်သက်စရာရှိလို့ကြိုက်နေမှန်းကိုကြုတ်တော့မတွေ့တောင်ဖြစ်တာပဲ။ဘာမှနှစ်သက်စရာရှိတဲ့လူမဟုတ်ဘူး။အကြီးတန်လိုက်တာအင်ဂျင်စော်နံရော။ရုပ်ကလည်းကြမ်းသေးပါးစပ်ကလည်းပြဲ။တွားရရလည်းမညီမညွတ်ယုံမကခေါ်လိုက်တာလည်းပြောစရာမရှိဘူး။နှကန်းချင်းအောင်စေ့ရလို့မရ။ဒီပြင်နဲ့တွားနဲ့ချောင်းလောက်ကလည်းကျိုးနေလိုက်သေးတယ်။အသက်ကလည်း28နှစ်ရှိနေပြီ။အဲ့လိုလူကမေမြဆိုတဲ့တငယ်မောင်ကိုချက်အောင်လုပ်နိုင်တာ ်တော်တော်တော့အစင်းရကြတာပဲစဉ်းစားကြတာပဲအင်မတန်လဲနှုံတဲ့လူစားတွေကဖြစ်တဲ့ပြင်သူ့ကိုကြည့်ရတာထုံပီပီနဲ့လေးကန်တဲ့လူပဲထွက်ကားကျွန်တော်ကကိုဆန်ရှားပြောပြတဲ့အတိုင်းမောင်ယောင်နေရဲ့လူပုံကိုတော့မျက်စိထဲမှာကွင်းကွင်းကွက်ကွက်ပေါ်ပါပြီဒီလူရဲ့ရှေးဟောင်းနောင်ဖြစ်တို့ကိုစမ်းစစ်ပြီးရတဲ့အတိုင်းပြောပြစမ်းပါအောင်ထွက်ကားကိုဆန်ရှားကပြောပြမှာပေါ့ဗျာ ရှန်ကုံမြို့ရိုးကုမ္ပဏီတိုက်ဆိုင်ကြီးမှာထရောင်းတဲ့ဘက်ကနနေ့တိုင်တိုင်းလုတ်ခဲ့တယ်လို့ပြမြင်းဝဲတွေမှာမြင်းလောင်းလုံဝါသနာပါလာတာနဲ့စနေနေ့တိုင်းလို့လို့အလုံးနှစ်ဝက်တောင်းမှလာပြီးတော့မလုတ်လို့တတိကိုစလေကြီးကမောင်ရောင်ကြီးကိုအလုံးမှထုတ်ပြစ်လိုက်တယ်တခြားအပြစ်တော့ဘာမှတွေ့လို့မဟုတ်ပါဘူးအလုံးလက်လွတ်ဖြစ်နေတာအခုတော့6လလောက်ရှိနေပြီသို့တော်လည်းအလုံးလုတ်ချင်တဲ့စိတ်ရှိပုံမရဘူးသူ့မှာအမူရတယ်လို့ချုပ်ကြားရတာပဲ ဟုတ်လိမ့်မယ်ထင်တယ်။သူနေတာကသူ့အမေဟိုဖေးအိုးကြီးနဲ့နေတယ်။ရက်ွက်ထဲမှာလည်းသူ့အမေအဖေများကဩဇာရှိပြီးတော့ယူတီကိုင်းဆိုင်ချတဲ့သူများကြတယ်။တကြီးလုံးနဲ့နှစ်ပေါင်း90လောက်အင်္ဂလိပ်အစိုးရတို့လက်အောက်မှာအမှုထမ်းခဲ့တော့အခုပင်စင်အငိမ့်စားနေရတယ်။ဒါကတော့မောင်ယောင်ကြီးတယောက်တည်းရှိတယ်။သမီး၄ယောက်တောင်ရှိတယ်ဗျ။၃ယောက်ကအိမ်တော်ကြပြီး၂ယောက်ကမော်လမြိုင်၊ကျန်တယောက်ကမန္တလေးကိုရောက်ပြီးသူတို့ယောက်ျားနဲ့လိုက်ပြီးနေကြတယ်။ တယောက်ကတော့အင်္ဂလိပ်စာအတော်အတန်တတ်တာနဲ့ဗုဒ္ဓဘာသာမြန်မာမင်းကလေးအကြောင်းမှဆရာမလုပ်နေတယ်။ဒီလောက်တော့ဒီလောက်ပဲမောင်ရောင်ကြီးရဲ့ဆွေမျိုးအကြောင်းတွေကိုကြုတ်တိရတယ်ဗျာ။တဖြစ်မောင်ရောင်ကြီးမှာမသင်္ကားစရာဘာမှတိတ်တန်ထင်ရှားတာမတွေ့ဘူးပေါ့ဗျာ။ဒီလိုဆိုရင်ထပ်ပြီးတော့စုံထမ်းဥမတော်တယ်ထင်တယ်နော်။တော်မယ်ထင်တယ်။ဥစဉ်မောင်ရှက်ကိုချန်ရှား อืมမောင်းချောင်းနေเจ้าเนี่ยပတ်သက်ပြီးထူးခြားပြီးမတင်ငါညာကတော့သူငွေအမြောက်များအမွေရတယ်ဆိုတာကိုယုံကြည်လောက်တဲ့နေရာမှာဘာမှတတိမရဘူးကိုသိမ်းမောင်းရမြင်းလောင်းသမားတွေနဲ့နီးနေကြက်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတော့အတော်ကြာတာကိုခေါင်းဆောင်သိရတယ်။ဒါပြင်လူလိန်ကစားသမားစီတာဘာရီကလားတယောက်နဲ့တွဲတွဲနေရလဲတွေ့ရတယ်ဗျ။ဒါကြောင့်မောင်းရောင်ကြီးရဲ့ยีစားမင်များနဲ့ သူ့ရဲ့ရောက်ခမလောင်မှတ်တောင်းဆိုတဲ့မိမတို့ကအထင်မြင်ကြီးတလောက်တော့မဟုတ်တာကိုကြုတ်သိရတယ်။ဥတဘီရဲ့တိုက်မှာတခိုးတို့ဖောက်ထွင်းခိုးယူခြင်းအကြောင်းနဲ့ပတ်သက်လို့တော့မောင်ရောင်နီက အတော်တန်ပြောပြနိုင်လိမ့်မယ်တော့ချုပ်ကယူဆတာပဲ။ဒါပေမဲ့ဒီခိုးမှုနဲ့ပတ်သက်ပြီးဘလမောင်ရောင်နီနဲ့ဆက်သွယ်ပါဝင်နေတာကိုတော့အမှန်တက်အပ်သေးချာဆိုမပြောနိုင်ဘူးဗျ။စိတ်ကူလို့လည်းမရသေးဘူး။ တခိုးများမှာတော့ကျုပ်ပြောခဲ့တဲ့အတိုင်းပဲတမညတခုတွေတော့မဟုတ်ဘူးသူတို့ကမောင်ရောင်နေနဲ့မေများတို့တအုပ်နဲ့တအုပ်မြစ်တာအသက်ဝင်ချစ်ခင်နေကြတာကိုသိတာနဲ့ငါတို့အကြံထားမြောက်ရင်ဒီအကောင်နဲ့ပေါင်းမှချမ်းမှာပဲလို့မောင်ရောင်နေကိုငွေပေးပြီးပေါင်းချင်းအပြင် ပွဲစားကြီးဥတာပြည့်ရဲ့တိုက်တွင်းအထားအသို့အဲ့ဒါတွေကိုတခိုးတို့ကတိကျရတဲ့လက္ခဏာရှိတယ်ကိုသိမ့်မောင်ရောင် မည်းတို့ရလည်းမင်းစရာအကြောင်းရှိတာပါပဲဦးဆန်းရှာဒီလိုအတွေ့ရတိုင်းသာဆက်လက်ပြီးမောင်းရောင်းနေအကြောင်းမဆုံးထောက်ဘူးလားဟာဘာပြောစားရှိတယ်ကုသိမ်းမောင်ရဲ့ကျုပ်အကြောင်းသိတာပဲမဟုတ်လားကျုပ်ကအဆက်ကလေးတစ်ခုတွေ့မှဖြစ်ကျွတ်မိကိုကျွတ်လျှောက်လိုက်တာကြီးပဲဘယ်တော့မှစိတ်မကျင်တတ်ပဲမနေဘူးဒါပေမဲ့အခုအတိုင်းပဲကျုပ်လည်းမပြင်းမရိမအိပ်မနေစုံစမ်းထောက်လန်းပြီးမဲ့ ဒီခုမှုနဲ့ပတ်သက်ပြီးတခြားပါဝင်တဲ့သူပတ်သက်တဲ့သူတဦးတယောက်ကမှပေါ်ပေါအောင်မလုပ်နိုင်သေးဘူးဗျ။ပလေးတွေရလဲတခုများဟာအနီးနားကမဟုတ်ဘူးတဲ့။အနောက်ချောင်းစီကဒေါ်လကောင်တယောက်ဒီနယ်ကဒေါ်လကောင်ဖျက်မယ်တဲ့။ဒီလိုထင်ရှားတဲ့အတိုင်းအဲ့ဒီနေတွေမှာခိုးရပါရွှေထဲငွေထဲမျိုးကိုရောင်းချချသလားလို့စုံစမ်းထောက်လန်းခိုင်းနေတယ်တဲ့။ ုဖက်ပြသွားတာကတော့ဆရာကြီးရွှေဦးတော်ရေးသားထားတဲ့တစေ6ဒီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားစုံထောက်ပုံဆိုရဲစုံတော့ဦးဆန်ရှားဝိထုတို့တို့ရဲ့ပထမပိုင်းကိုဖက်ပြသွားတာဖြစ်ပါတယ်ခင်ဗျာအခုလိုအချိန်ပေးနာဆင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်အားလုံးပဲဖေးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ